ူကဖောက်ပြင်းတယ်ဆိုတာဒါကိုယ်စိတ်ကိုကိုမနိုင်လို့ဖြစ်တာကိစ္စဆိုတော့ကိုယ်စိတ်ကိုကိုနိုင်အောင်လုပ်မယ်ဖောက်ပြင်းတယ်ဆိုတာလည်းဒါရုံညံ့တဲ့အရာတစ်ခုပဲလေအဲကြောင့်အဲ့လိုလူမဖြစ်အောင်ကိုယ့်ဘက်ဝန်းကျင်ကလူလေအဲ့လိုလူမဖြစ်အောင်ကိုယ့်ဘက်ကလည်းထိမ့်သိမ်းရမယ်ကိုယ့်ဘက်ဝန်းကျင်ကလည်းထိမ့်သိမ်းရမယ်ကိုကတကယ်လို့တယောက်တည်းနဲ့ကိုယ့်ကိုကိုမလုံလောက်ဘူးထင်လို့ရှိရင်ဒီ relationship ကိုမတိဆောက်နဲ့ relationship ပေါ်မှာဆိုလို့ရှိရင်အဲ့လိုအရင်ယုံကြည်ရဲ့သူတွေမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့လည်းတစ်ခါကြောက်ရှင်လူတွေကသူတို့မချစ်တော့တဲ့အခါကြောင့်မရှိတော့မျိုးမျိုးစုံပြောပြီးတော့ချန်ခုံကြတာပဲ ော့ဒီကားမှာပထမဆုံးအနေနဲ့ပေါ့နော်ရုပ်ရှင်တော့ကောင်ပထမဆုံးအနေနဲ့ကျမချစ်သူသူ့ရုပ်ကြားဆိုတဲ့ကားမှာပါဝင်ပေးပါရရှင်အဲ့မှာမယင်မုံမြင့်မြတ်ရဲ့တငယ်ချင်းနေရာနေပြီးတော့ကျမတို့ပါဝင်ပေးပြီးချစ်ပါရရှင်ဘလို့စိတ်ဝင်စားလဲဆိုတော့ကျမတို့အနေနဲ့ကျ script ကဟိုမှတ်လိုက်ပြောလို့ရှင်ကအာတရုပ်ဆောင်ချက်ချင်းချိန်ချင်းလိုက်တဲ့ပုံမှာ script ကိုတိတ်ချမသိဘူးတိတ်ချမသိပဲနဲ့အာဝင်ပြီးတော့ကုညီပေးတာဖြစ်တော့ကအာဒီကားရဲ့အသွားလောင်လဲကိုကတိတ်ချမသိဘူးဒါပေမဲ့ပထမကိုထင်တာတမျိုးအဲဒါပေမဲ့စင်းပေါ်ရောက်တော့လဲတမျိုးအဲအဲ့လိုမျိုးအမြဲတမ်းချိန်နေတာကိုကိုယ်တိုင်ဝင်ရိုက်နေလူကတော့မအော် तू ကဒါ ာမဟုတ်ဘူးဥပါလည်းမဟုတ်ဘူးဆိုတော့ကြည့်ရတဲ့လူအနေနဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်အရှင်းမှာဆိုလို့ရှိရင်ညီမက Miss Grand Prix 2025အနေနဲ့ညီမက Miss တယောက်အနေနဲ့ပေါ့နော်အမှုပညာလမ်းကြောင်းမှာလောက်ကင်နေတယ်အခုလက်ရှိလည်းဒီ ဟိုအနုပညာအနေနဲ့ပေါ့နော်ဒီရုပ်ရှင်ကားလေးမှာပေါင်းရှိပါတယ် Miss ဘွယ်အပေါ်မှာကျတော့ကိုယ့်အားပေးရပြည်သက်တွေကိုယ့်ချစ်တဲ့လူတွေကိုကိုကဘယ်လိုမျိုးအကောင်းဆုံးချပြမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ပြန်ပွဲတော့လည်းအကောင်းဆုံးကြိုးစားရဲနောက်ထပ်လာမယ့်ပွဲတွေမှာလည်းအကောင်းဆုံးထပ်ပြီးကြိုးစားမယ်အဲ့လိုပဲရုပ်ရှင်ကားမှာလည်းကိုကပါဝင်တရုတ်ဆောင်ရတဲ့အခန်းကဏ္ဍတစ်ခုကြည့်နေတာကိုကိုယ်တိုင်ပါဝင်ယူပြီးတော့အကောင်းဆုံးလုပ်ခဲ့ပါတယ်ကိုယ့်အနေနဲ့ကျတော့အနုပညာတက်မွှန်းထားတဲ့အနုပညာချစ်တဲ့လူတယောက်အနေနဲ့အဲဘယ်လိုနေရာမျိုးမှမဆိုဝင်ပြီးတော့လုပ်ပေးနိုင်တယ်ဥပမာ Miss ဆိုလို့ရှိရင်လည်း Miss အလျောက်ပေါ့အဲတရုတ်ဆောင်ဆိုလို့ရှိရင်လည်းသ တရတရဆောင်လောက်လည်းလည်းပေါ့အခုလက်ရှိတော့ကိုက miss တယောက်အနေနဲ့ပဲချူရှိပါတယ်တရဆောင်ကကြတော့ဒီကိုပရိသတ်တွေလက်ခံနိုင်တဲ့အချိန်ကြမှာပဲတရဆောင်လောက်ကဝင်မှာပါကလန်းလာလို့လုပ်တယ်ပြီးလို့ရှိရင် experience ယူကြည့်တာပေါ့ဘယ်နေရာမှာမဆိုလို့ရှိရင်အတွေ့အကြုံလေးရှိနေပုံကောင်းတယ်လေအားကြောင့်မလို့ကိုကလန်းလာတဲ့ပုံမှာ quality ဇက်ကိုလည်းသဘောကျတယ်ကိုနည်းနည်းလောက်ွက်လေးလည်းရှိရမလို့ပို့ပြီးတော့လက်ခံလိုက်တာပေါ့ပြန်တဲ့နေရာပုံမှာတော့လုံးဝလက်ခံနိုင်တဲ့အထက်မှာတော့မပါဘူးအဲ့တော့ဒီကောက်ကြည့်မယ်ဆိုလို့ရှိရင်လည်းကိုကိုလိုလူတွေဒါကြည့်လို့ရှိရင်တကယ်ပူလောင်နေမယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့ snipe ကြော်ရတယ် ဖော်ပြတာတွေကတကယ်မကောင်းတဲ့အရာမို့လို့ဒီကားထဲမှာပညာပေးအနေနဲ့လည်းပါဝင်ပါပါဘလို့ခံခဲ့ဆိုတော့ relationship ပေါ်မှာဆိုလို့ရှိရင်လို့အရင်ယုံကြည်ရသူတွေမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့လည်းတစ်ခါကြောက်ရှင်လူတွေကသူတို့မချစ်တော့တဲ့အခါကြောက်မှရှင်တော့မျိုးမျိုးစုံပြောပြီးတော့ချမ်းကုန်ကြတာပဲချမ်းကုန်တာကြောက်ကအမတွေအများကြီးရှိရလေအမတွေအများကြီးရှိရဆိုတော့အမတွေရဲ့ချစ်သူတွေအိမ်တော်ဘက်တွေကဖောက်ပြန်လာပြီးတော့ကိုအရင်တော့ထားခဲ့ relationship တခုမှလည်းကိုဖောက်ပြန်လာလဲခံရဘူးဆိုတော့ဖောက်ပြန်လာတဲ့ပတ်တိုင်းတော့အာတော်တော်လက်လန်လဲအရင်ပေါ့အရင်စိတ်နာတယ်လို့မျိုးအဲ့ကြောင့်ပတ်ဝန်းကျင်မှာကွာဘယ်သူကဘယ်လိုဖောက်ပြန် ြန်တယ်ဘယ်သူကဘယ်လိုဆိုရင်အဲ့ဒီလူကိုထတ်တောင်မမီမီမြင်ချင်းကိုနဲ့ပေါင်းနေဆက်ဆံရမယ်ဆိုတော့ဘိုးရပဲရှောင်းတယ်လူဆိုတော့အချင်းနဲ့ပဲကင်းမလဲ ဟုတ်တယ်မကောင်းမသိလဲဆက်လို့တာလူကဖောက်ပြန်နေဆိုတာဒါကိုယ်စိတ်ကိုကိုမနိုင်လို့ဖြစ်တာကိစ္စဆိုတော့ကိုယ်စိတ်ကိုကိုနိုင်အောင်လုပ်မယ်ဖောက်ပြန်နေဆိုတာလည်းဒါရုံညံ့တဲ့အရာတစ်ခုပဲလေအဲကြောင့်အဲ့လိုလူမဖြစ်အောင်ကိုယ့်ဘဝဉာဏ်လူလည်းအဲ့လိုလူမဖြစ်အောင်ကိုယ့်ဘကလည်းထိမ့်သိမ့်ရမယ်ကိုယ့်ဘဝဉာဏ်လူလည်းထိမ့်သိမ့်ရမယ်ကိုကတကယ်လို့တယောက်တည်းနဲ့ကိုယ့်ကိုမလုံလောက်ဘူးထင်လို့ရှိရင်ဒီ relationship ကိုမတိဆောက်နဲ့ဒီကိစ္စလိုက်မှာထူးဆန်းတာကဘာလဲဆိုတော့ friend ် friend friendship တွေ situationship တွေအများကြီးပဲအဲကိုကတကယ်လို့ကိုယ့်ကို relationship တခုတည်ဆောက်ဖို့အဲခိုင်မာတဲ့တစ္ဆာတွေကမရှိဆိုရင်တော့မတည်ဆောက်ဘူးဒါအကောင်းဆုံးပဲဘာလို့ဆိုတော့ကိုယ့်ဘက်ကဒါဘာစိတ်မှမရှိမဲ့တစ်ဖက်လူကခံစားရတဲ့ခါကျတော့အလူလဲအသေးလဲခံစားဖြစ်တဲ့အတွက်ဝိဆိုတာလဲမှာပဲဝိဆိုတဲ့အရာကိုကြောက်ရင် မလုံနဲ့ဒါပဲအာလောင်နာလည်းတွေ့ရမှာဆိုတော့ဘလူးလဲဆိုဒီကားထဲမှာကြတော့ပထမအာမတ်ထက်ဆုံးပြောပြောတူပဲပေါ့နော်ဒီမှာမထူးထူးဆန်းတဲ့အရာလေးလည်းတွေ့ရမယ်နောက်ပြီးတော့ပြိသက်တွေနေတဲ့တခါမှမမြင်ဘူးတဲ့ကာရီတာလေးလည်းမြင်ရမယ်အဲ့တော့တကယ်ကိုကောင်းတဲ့ကားပါအဲ့တော့ကြည့်လို့ရှိရင်လည်းအချိန်ကုန်ငွေကုန်မဟုတ်ပဲနဲ့တကယ်ကိုပညာပေးလေးလည်းပါတယ်ကိုယ်အတွက်လည်းအကျိုးရှိမယ်ရက်တာလည်းစုံတဲ့ကားလေးဖြစ်ပါပါ ဟာဒီကမှာညီမတို့ပါဝင်တဲ့အမှုပညာရှင်တွေအကုန်လုံးကစေရောကိုပါအကုန်ပေးပေးမမန်းနဲ့အကောင်းဆုံးစူးစမ်းပေးခဲ့တာဖြစ်တဲ့အတွက်ဒီကလေးကိုကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရရှင်အကုန်လုံးလည်းသဘောကျမယ်လို့မျှော်လင့်ပါတယ်